ညဥ်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး21အငယ်1မှ25တပန်ယေရှုသည် တိဗေရီအိုင်နာမှာတပည့်တော်တို့အားကိုကိုပြတော်မူ၏ပြတော်မူသည့်အကြောင်းအရာဟုမူကားရှိမုန်ပေတရုနှင့်ဒီဒူမူဟုအမည်ရှိသောသောမဂါလိလဲပြည်ကာနာမြို့သားနာသနေလဇေဘီဒဲဤသားနှစ်ယောက်အခြားသောတပည့်တော်နှစ်ယောက်တို့သည်အတူရှိကြ၏ရှိမုန်ပေတရုကကျွန်ုပ်သည်ငါဖန်သွားမည်ဟုဆိုလျင်ထိုသူတို့ကအကျွန်ုပ်တို့လည်းလိုက်မည်ဟုပြောဆိုသည်နှင့်ထွက်သွားကြ၏ချက်ချင်းလှေထဲသို့ ဝင်၍ထိုညတွင်တကောင်ကိုမြမရကြနနက်ရောက်သောအခါယေရှုသည်ကမ်းနားမှရက်တော်မူ၏တို့ရာတွင်ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည်မသိကြယေရှုကလည်းချစ်သားတို့ စားเสียတစုံတစ်ခုရှိသလောဟု မေးတော်မူလင်မရှိပါဟုပြန်ပြောကြ၏တဖန်ယေရှုက လေလက်ရာဘက်၌ပိုက်ကွန်ကိုပြစ်ချလော့ ထိုသူပြုလင်ရလိမ့်မည်ဟုမိန့်တော်မူသည့်အတိုင်းထိုသူတို့သည်ပြစ်ချ၍မြားစွာသောငါးတို့ကို အုပ်မိသောကြောင့်ပိုက်ကွန်ကိုဆွဲ၍မရနိုင်ထိုအခါယေရှုချစ်တော်မူသောတပည့်တော်ကငါတို့သခင်ပေကြီးဟု ပေတရုအားပြောဆို၏သခင်ဖြစ်ကြောင်းကိုရှိမုန်ပေတရုသည်ကြားလျှင်အဝတ်ကိုမချုံဘဲရှိလျက်အပေါ်အင်ကြီးကိုသာဝတ်စည်း၍အိုင်ထဲသို့ဆင်းလေ၏အခြားသောတပည့်တော်တို့သည်ကမ်းနှင့်မနီးမဝေး အလံ90လောက်กว่าသည်ဖြစ်၍ငားများနှင့်ပိုက်ကွန်ကိုဆွဲငင်လျက်လှေစည်း၍လာကြ၏ကုန်းပေါ်သို့ရောက်သောအခါမီးခဲပုံကို၎င်းကင်ထားသောငားကို၎င်းမုံကို၎င်းတွေ့မြင်ကြ၏ယေရှုကလည်းယခုရသောငားအချို့ကိုယူခဲ့ကြဟုမိန့်တော်မူ၏ရှိမုံပေတရုသည်လေပေါ်သို့တက်၍ငါးကြီး153ကောင်နှင့်ပြည့်လျက်ရှိသော ပိုက်ကွန်ကိုကုန်းပေါ်တို့ဆွဲတင်လေ၏ထိုမြလောက်များတော်လဲပိုက်ကွန်သည်မဆုတ်မပြတ်ရှိ၏ယေရှုကလည်းလာ၍နနက်စာကို စားကြလောဟု မိန့်တော်မူ၏တခင်ဖြစ်တော်မူသောကိုတပည့်တော်တို့သည်တိကျသောကြောင့်ကိုတော်သည်အဘယ်သူနည်းဟု၍တစုံတယောက်မျှမမီးမရှောက်ဝန်ကြယေရှုသည် လာ၍မုတ်နှင့်ငါးကိုယူပြီးလျှင် သူတို့အားပေးတော်မူ၏ ထိုပြတော်မူခြင်းကယေရှုသည်တည်ခြင်းမှထမြောက်တော်မူသည့်နောက်တပည့်တော်တို့အားကိုယ်ကိုယ်သုံးချိန်မြောက်သောပြတော်မူခြင်းဖြစ်သည်နနက်စာကိုစားကြသည့်နောက်ယေရှုကယောနာဤသားရှိမုံဤသူတို့သည်ငါ့ကိုချစ်သည်ထက် တင်ဒီတာ၍ချစ်တလောဟု ရှိမုံပေတရုအားမေးတော်မူလင်ဟုတ်ပါ၏သခင်ကိုရောကို အကျွန်ုပ်ချစ်သည်ကို ကိုရောတည်တော်မူ၏ဟုပြောတော်ငါ၏တိုးတငယ်တို့ကိုကြွေးမွေးလောဟုမိန့်တော်မူ၏တပန်ယေရှုကယောနာ၏သားရှိမုံတင်ဒီငါကိုချစ်တလောဟုဒုတိယအကြိမ်မေးတော်မူလင်ဟုတ်ပါ၏သခင်ကိုရောကိုအကျွန်ုပ်ချစ်သည်ကို ကိုရောတိတော်မူ၏ဟုပြောတော့ငါဤတိုးတို့ကိုထိမ့်လောဟု မိန်တော်မူ၏ယေရှုကလည်းယောနာဤသားရှိမုံတင်ဒီငါ့ကိုချစ်တလောဟုတတရအကျိန်မေးတော်မူလင်တင်ဒီငါ့ကိုချစ်တလောဟုသုံးကျိန်မြောက်အောင်မေးတော်မူသောကြောင့်ပေတရုသည်စိတ်နာသဖြင့်သခင်ကိုရောသည်ခတ်သိမ်းသော အရာတို့ကိုတိတော်မူ၏ကိုရောကိုအကျွန်ုပ်ချစ်သည်ကိုကိုရောတိတော်မူ၏ဟုပြောတော့ ယေရှုကငါဤသူတို့ကိုကျွေးမွေးလောငါအမှန်အကန်ဆိုသည်ကတင်းဒီပြိုသောအသက်ရှိစဉ်ကိုကိုကိုပတ်စည်း၍အလိုရှိရာ အရရက်တို့တွာလာတတ်၏တင်းဒီအိုသောအခါလက်နှစ်ဖက်ကို ဆန့်ပြီးလင်သူတစ်ပါးသည်တင့်ကိုပတ်စည်း၍တင်းအလိုမရှိရာ အရက်တို့ယူသွားလိမ့်မည်ဟုမိန့်တော်မူ၏ ထို့သို့မိန်တော်မူသောအဘယ်သို့သော သေခြင်းအပြင် ပေတရုသည်ဖျားသခင်၏ဘုန်းတော်ကိုထင်ရှားစေမိအရေးကို ပေးတော်မူ၏ထို့သို့မိန်တော်မူပြီးမှငါနောက်သို့လိုက်လောဟု ပေတရုအားမိန်တော်မူပြန်၏ယေရှုချစ်တော်မူ၍အထက်ကညစာစားသောအခါ၌ယင်တော်ကိုမှီ၍လျှောင်းလျက်သခင်ကိုရောကို အနံ့တော်သူကအဘယ်သူနည်းဟုမေးသောတပည့်တော်သည်လည်း နောက်တော်သူလိုက်သည်ကိုပေတရုသည်လှဲ့၍မြည်လင်သခင်ဤသူ၌အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟုမေးလျှောက်တော့ယေရှုကငါကြွလာသည်ကာလတိုင်အောင်ထိုသူကိုနေစေခြင်းငါငါအလိုရှိလင်တင်သည်အဘယ်သို့ဆိုင်သနည်းတင်မူကားငါနောက်သူလိုက်လောဟုမိန့်တော်မူ၏ထိုစကားတော်ကိုထောက်လင်ညီအကိုတို့က ထိုတပည့်တော်သည်မတေရဟုအနှက်အပြားပြောဆိုကြ၏ထို့တော်လည်းထိုသူသည်မတေရဟုယေရှုမိန့်တော်မူသည်မဟုတ်ငါကြွလာသည်ကာလတိုင်အောင်ထိုသူကိုနေစေခြင်းငါငါအလိုရှိလျင်တင်သည်အဘယ်သို့ဆိုင်သည်ဟုမိန့်တော်မူသည်သူတပည့်တော်ကဤအကြောင်းအရာတို့ကိုတက်တည်ခံ၍ရေးထားတော်သူဖြစ်၏။သူဤတက်တည်ခံချက်မှန်သည်ကိုငါတို့သိကြ၏။ ်ယေရှုပြုတော်မူသောအခြားအမှုအရာအများရှိသေး၏ထိုအမှုအရာ ရှိသမျှတို့ကိုအတိအခြားရေးထားလင်မြေကြီးမဆန့်နိုင်အောင်စံစာများပြားလိမ့်မည်ဟုထင်မှတ်ခြင်းရှိ၏ဇာနာယသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ thank you ထာဝရဘုရားသည်သင်ကိုကောင်းချီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့် မေတ္တာဖွဲ့လက်လံပြတွင်တင်ခြင်းစုကျေးဇူးသည်သင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်